ဒီလိုထင်မဲ့မထားစရာချက်တစ်ခုကြောင့်ပြည်ထနာဖြစ်ခဲ့တဲ့မင်းသမီးလေးရှွန်းရှွန်းကိုအလှပွဲမှာမပါခိုင်းခဲ့တဲ့ခိုင်နေဝေသမီးလေးရှွန်းရှွန်းကတော့ပရိုက်တာမင်းသမီးကြီးခိုင်နေဝေရဲ့ချစ်ရဆုံးသောပထမဆုံးရင်သွေးငယ်သမီးလေးပဲဖြစ်ပါတယ် အခြားသောရင်သေးငွေလေးတွေဆိုတာကရှိမလာခင်ချိန်ကလေးကသမီးလေးကိုမွေးစားဆောက်ရှောက်ခဲ့တာဖြစ်ပြီးတော့အရန်ကိုမှချစ်လွန်ခဲ့ပါရင်ဒါမှလည်းခုနောက်ပိုင်းမှာဆိုရင်တော့ပြဿနာချို့နဲ့ရင်ဆိုင်ခဲ့ရပြီးသမီးလေးရွှွှွှနဲ့ပတ်သက်တဲ့ဝေဖန်မှုများစွာလည်းပေါ်ပေါက်ခဲ့ပါရင်ခိုင်နေဝေကသမီးလေးကိုဂရုမစိုက်တော့ဘူးဆိုပြီးသူမရဲ့တော်ရင်ဖြစ်သူစီကနေဖွင့်ထုတ်ခံခဲ့ရတယ်လို့ပြဿနာတွေများကြီးတက်သွားခဲ့တာဖြစ်ပါရင်နောက်ပိုင်းမှာခိုင်နေဝေကပြဿနာချို့ကိုဖြေရှင်းခဲ့ပြီးသူမတို့ကြားထဲမှာအချစ်ရော့သွားတာလည်းမရှိတယ်လို့နားလည်မှုလွဲမသွားခဲ့တာ ောင့်အခုလိုဖြစ်ရတာပါဆိုပြီးတော့ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ဒါပေမဲ့အခုလက်ရှိအချိန်မှာပြန်လည်ပြီးတော့လူပြောများလာခဲ့တဲ့အကြောင်းအရာကတော့ Bright Diamond သမီးကြီးခန်းနွေပြုလုပ်ခဲ့တယ်။အလူမီလာပွဲကြီးမှာသမီးလေးရှွတ်ရှွတ်မပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ Bright Diamond သမီးခန်းနွေကသူမရဲ့ရှစ်သွေးငယ်လေးတွေကိုတန်တရားဝဆင်းရဲကနေလွတ်မြောက်စေဖို့အတွက်ရှင်ပြုနာသားအလူတော်မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ပွဲကြီးကိုပြုလုပ်ဖို့အတွက်သူမအနေနဲ့အများကြီးစူးစမ်းကပတ်စံတွေစူးစမ်းခဲ့ရတာဖြစ်ပြီးအချိန်၃နှစ်တောင်မှယူခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူမရဲ့ရှစ်သွေးငယ်လေးကိုအခုလိုမျိုးကြီးကြဲခံထားတဲ့အလူမီလာပွဲကြီးကိုပြုလုပ်ပေးနိုင်ခဲ့ပြီး သာသနာပောင်းတွေကိုသွတ်သွေးခဲ့ရှားခဲ့တဲ့အတွက်အင်မတန်မှဝမ်းသာပီတိဖြစ်နေခဲ့ပါသည်ဒီလူပွဲကြီးကိုတော့တပေါလာပြင်းနေမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးနိုင်ငံကျော်ထိပ်တဲအနုပညာရှင်များစွာကလည်းတက်ရောက်ခဲ့ကြပါသည်အလူပွဲကြီးဟာအောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ပရိုက်တာမင်းသမီးကြီးခိုင်နေဝင်ရှင်ပြုနာတာပြုလုပ်ခဲ့ပြီးတဲ့ ကလင်းငယ်လေးတွေထဲမှာတမိလေးရှုံရှုံပါဝင်မလာတာကိုပရိသတ်တရားသတိထားမိသွားခဲ့ကြတာပါ။ဒါကြောင့်ဘာလို့များမပါရတာလဲ။အရှင်တို့ကပြဿနာတွေဖြစ်ခဲ့လို့များမပါခိုင်းခဲ့တာလားဆိုပြီးတော့ထိကျစရာတွေလည်းရှိလာခဲ့တာဖြစ်ပါရဲ့။ အရှင်တော်ကလည်းခိုင်နေဝေယသမီးလေးရှူရှူကိုမချစ်တော့ဘူးဂေဟာကကလေးတွေကိုပဲပိုချစ်တယ်ဆိုပြီးတော့လူပြောများနေခဲ့ပါသေးတယ်။အခုလည်းဂေဟာသားသမီးရေသွေးလေးတွေကိုရှေ့ပြူနာတာလူတော်မင်္ဂလာပွဲကြီးမှာပါဝင်ခိုင်းခဲ့ပြီးသမီးလေးရှူရှူကိုမပါဝင်ခိုင်းခဲ့တာဘာကြောင့်များဖြစ်မလဲလို့ပြောများစရာဖြစ်လာခဲ့ပါသေးတယ်။တကယ်တော့ဂေဟာကလေးတွေတီးတန့်ကိုပဲအလူတော်မင်္ဂလာပွဲပြုလုပ်ပေးတာကြောင့်သမီးလေးကမပါဝင်ခဲ့တာလည်းဖြစ်နိုင်ပါသေးတယ်။တိုင်းမလေးဝေဖဲကြကြတဲ့သူတွေရဲ့ထုံးစံတိုင်းပရိဒါမင်းသမီးကြီးခိုင်နေဝင်ခုလိုမျိုးထိမက်မထားတဲ့ပြည်မှုလေးတစ်ခုပေါ် မှာရှာကြံပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။ဖိုင်နင်းဝေကတော့အမြဲတမ်းသူမရဲ့ရှစ်သွေးငယ်လေးတွေကိုဘသူကမှပုတ်ချစ်တယ်။ဘသူကတော့မချစ်ဘူးဆိုပြီးတော့ခွဲခြားစတာမျိုးမရှိပါဘူး။အထူးသဖြင့်သူမရဲ့ရှစ်သွေးလေးများကဖြစ်မလာခဲ့ခြေကလေးကမွေးစားဆောက်ရှောက်ခဲ့ရတဲ့သမီးလေးရှိုးရှိုးကိုတော့အချစ်ဆုံးပဲဖြစ်ပါတယ်။အချင်းနေเจ้าတစ်ခုကြောက်တာအနီးကမဆောက်ရှောက်နိုင်ခဲ့ပေမဲ့သမီးလေးပေါ်မှာထားရှိတဲ့ချစ်ချင်းမြတ်တာတွေကရောကြလို့မသွားခဲ့ပါဘူး။အခုလေဂီယာကကလင်းငယ်တွေကို အလူမင်္ဂလာဝဲတည်တံ့ပြုလုပ်ပေးကြတာကြောင့်သာတမီလေးရှိုးရှိုးကမပါဝင်လာခဲ့တာဖြစ်ပါတယ်။အခုလောတမီလေးရှိုးရှိုးကိုနာတာမင်္ဂလာဝဲမှာမပါခိုက်ခဲ့တဲ့ပုံမှာပရိသတ်ကြီးတို့ကရောဘလိုမျိုးထင်မြင်မိပါသလဲရှင်။အာပိနာစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။